ပြီးရင်တော့ဒီ Comoraptor တိုင်းမကြီးပေါ့နော်အဲ့တော့ဒီအမိုးတိုင်းကြီးကိုတွက်ကြည့်အောင်အဲ့တော့ဒီမှာ plan နေကြည့်တဲ့အခါမှာဒါသူက horizontal ဖြစ်နေတာ တကယ်တော့ဒီ common wrapper တိုင်းက section ဖြတ်ကြည့်လိုက်မယ်ဆိုရင်ဒီလိုအဆောင်လေးတွေ့ရမှာဖြစ်တယ်เนาะအဲ့တော့အရင်ဦးဆုံးဒီမှာ plan ပုံကနေပြီးတော့ဒိုင်းအရေအတွက်တွေကိုရှားမှာဖြစ်တယ်အဲ့တော့ဒိုင်းအရေအတွက်တွေကိုရှားမယ်ရှားပြီးရင်အဲဒီ common wrapper တစ်ချောင်းမှာရှိရဲ့အရှိပေါ့เนาะအရှိနဲ့မြောက်လိုက်မယ်ဆိုရင်အဲဒီဒိုင်း total ပေါ့เนาะ Total Running Fitter Mode ကို ရရှိမှာဖြစ်တယ်။ Okay ဒါဆိုရင်ဒီ Common Raptor လေးတွေရဲ့အရေအတွက်ကိုပလန်ပေါ်ကနေပြီးတော့အရင်ဆုံးရှာကြည့်ကြမယ်။အဲ့တော့ဒီမှာကတော့အဲတိုင်းတွေရဲ့အရေအတွက်တစ်ခါတည်းပေးထားပြီးသားပေါ့နော်။ဒီမှာဟိုပုံလေးကိုကြည့်ပြီးတော့အလွယ်တကူရေးနိုင်တယ်။1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21အဲ့တော့အမိုးတစ်ဖက်မှာဆိုရင် အဲဒီဒိုင်းကဘယ်နှချောင်းရှိမလဲဆိုရင်22ချောင်းရှိမှာဖြစ်တယ်အမိုးကနှစ်ဖက်ရှိရာဖြစ်တဲ့အတွက်2 in 21ဒါဆိုရင်ဒိုင်းအရေအတွက်ကစုစုပေါင်း42ချောင်းရရှိမှာဖြစ်တယ်โอเคအရေအတွက်ဒိုင်းအရေအတွက်ရသွားပြီဆိုရင်ဒိုင်းတစ်ချောင်းရဲ့အရှိပေါ့နော်ဒိုင်းတစ်ချောင်းရဲ့အရှိကိုတွက်ရမှာဖြစ်တယ်အဲ့တော့ဒီမှာအဲ session ပုံမှာကြည့်လိုက်မယ် session ပုံမှာကြည့်လိုက်မယ်ဆိုရင်အဲဒီကောင်က ပေ30ပေါ့เนาะပေ30ကတော့အဲရေပြင်ကြီးအလျားဖြစ်တယ်အဲ့တော့ဒီမှာသူ့ရဲ့အမိုးဆောင်တန်မိုးရှိမယ်အမိုးရဲ့ဒီဂရီကတော့ဒီမှာ30ဒီဂရီလို့ပေးထားတယ်အဲ့တော့ဒီပုံလေးမှာဆိုရင်သူ့ရဲ့အမိုးဆောင်ကိုတစ်ခါတည်းပေးထားတယ်အဲ16ပေနဲ့၄လက်မှာဒါဆိုရင်စောစောကဒိုင်းအရေအတွက်က40နဲ့2ချောင်းတစ်ချောင်းရဲ့အရှိက16ပေနဲ့၄လက်မှာအဲ့တော့42ချောင်းနဲ့ 18ပေလေလမနဲ့မြှောက်လိုက်မယ်ဆိုရင်အဲဒီ common raptor ရဲ့ total land တန်မိုးကိုရရှိမှာဖြစ်တယ်အဲ့တော့ဒီမှာကြည့်လိုက်မယ်စုစုပေါင်းအရေအတွက်ဒိုင်းအရေအတွက်က40နဲ့2ချောင်းရှိရဲ့တချောင်းရဲ့အရှိက18ပေနဲ့လေးလက်မှရှိရဒါဆိုရင်မြှောက်လိုက်မယ်ဆိုရင်တော့အဲဒီဒိုင်းရဲ့ total runny fee တန်မိုးကိုရရှိမှာဖြစ်တယ်